ဖဖဖမများလို့မင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲကျွန်တော်ဒီကျွန်တော်အခုပြောပြသွားမဲ့ဗီဒီယိုလေးကတော့ညာပြီးသွားတယ်အဲ app carbon cat ရဲ့ round 3အခုဆိုလို့ရှိရင်ကျွန်တော်တို့ round 4မှာဖယ်သေးနေထိတ်တိုက်တွေ့ဆုံပြီးတော့ဖယ်သေးနေရနောက်တစ်ဆင့်တက်သွားမယ်ဆိုတာ ကျွန်တော်တို့နည်းနည်းလေးပြောလိုက်ကြအောင်။ Okay အဲဆိုကျွန်တော်ဗီဒီယိုလေးမဆောက်ရင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစာခင်လိုက်ရအောင်။ Okay အဲဆိုလို့ဆိုရင်ညကကျွန်တော်တို့တနိုင်ခွဲမှာရှင်ပြိုင်ငင်ခဲ့တဲ့ FA Cup ပွဲဒီမှာတော့ Man City ကတော့အဝေးခွင်းမှာတွားရောက်ရင်ဆိုင်ရတဲ့ပွဲမှာသူတို့ကတော့2-0နဲ့နိုင်တယ်။ပြီးလို့ဆိုလို့ဆိုရင်အဲ Newcastle Newcastle တော့အိမ်ခွင်းမှာကျွန်တော်ဟိုဟာ တုံးတဲ့ချက်မှာကိုကျော်တုံးတဲ့ချက်မှာပြောခဲ့တယ်လို့ပဲသူတို့ကတော့ဂိုးပြတ်နိုင်တယ်4-1အောင်နေနိုင်တယ်ပြီးလို့စင်တော်တန်ဟောစ်ပါတော်တန်ဟောစ်ပါလည်းဒီနေ့ပွဲမှာဂိုးပြတ်နိုင်ရရှိရလနဲ့ဖော်ဆောင်ပြီးတော့3-0နဲ့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားတယ်အာဆင်နယ်အာဆင်နယ်ကလည်းဒီထိုနေ့အတူပါအာဆင်နယ်ကလည်း2-0နဲ့နောက်တစ်ဆင့်ကိုတက်သွားတယ်အဲဒီတောက်ဝဲတဲ့အချိန်မှာကျွန်တော်တို့တော့ round 4မှာ round 4မှာတော့တွေ့ဆုံတဲ့အချိန်မှာတော့ကျွန်တော်တို့အသင်းတော်တော်များများတွေ့ဆုံပြီးတော့ဒီထဲမှာတော့6နဲ့တသင်း6နဲ့အသင်းနေတယ်မှာတော့အဲ ပွဲချက်ရင်မဆိုင်ရမဲနဲ့နည်းနည်း6နဲ့အသင်းရတော့တသင်းရှိပါတယ်ဒီထက်မှာတော့ဟိုအသင်းကြီးနေပြန်လဲစုံတွဲတဲ့ဟိုပွဲတွေလည်းရှိသလိုအဲတော်တော်လေးဟိုမှာ6နဲ့ပွဲတွေလည်းရှိပါတယ်အဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်ဒီချက် ်ရောင်းဖို့မှာတော့အာဆင်နယ်ကတော့ဘရိုက်တန်နဲ့တွေ့တယ်အာဆင်နယ်ရဲ့အိမ်ခွေမှာဘရိုက်တန်ကတွားရောက်ရင်ဆိုင်ရမယ့်အတွက်ကြောင့်ဘရိုက်တန်တို့ကတော့လွယ်ကူနေတယ်လို့တော့ကျွန်တော်မထင်ဘူးဘာဖြစ်လို့ဆိုတော့အာဆင်နယ်ကလည်းအိမ်ခွေအောက်မှာတော်တော်လေးဥမာကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ဘရိုက်တန်နေနဲ့တွားရောက်ရင်ဆိုင်တဲ့အခါမှာထင်တယ်တော့လွယ်ကူနေမယ်လို့တော့မထင်ဘူးဘာဖြစ်လို့ဆိုလို့ဆိုရင်ဘရိုက်တန်ဟိုဟာဘရိုက်တန်ရဲ့ခန်းစားကြောင်းနည်းနည်းလေးဥမာ ဟိုဆိုရင်ဇာလေးတွေဖြစ်နေတဲ့အတွက်ကြောင့်တစ်ဖက်ကအာဆင်နယ်ရဲ့တိုက်စစ်ကလည်းတော်တော်လေးဟိုမှာကောင်းမွန်တဲ့တိုက်စစ်အစုအဖွဲ့ရှိတဲ့အတွက်ကြောင့်အာလွယ်ကူနေတယ်လို့တော့မထင်ဘူးဒါမှလည်းဘောလုံးဆိုတာဘာမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ round အပေါ်မှာဒီပွဲကလည်းပွဲကြီးပွဲကောင်းတစ်ပွဲအနေနဲ့ကျွန်တော်တို့ကြိရှိရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ် okay အဲ့ဆိုလို့ဆိုရင်ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲကတော့အသင်းချင်းချင်းအင်းတွေထဲမှာမှဟို Tottenham Hotspur နဲ့ နျူကာဆယ်ဒီပွဲကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့အဲပွဲတစ်ပွဲဖြစ်ပါဘာလို့လဲဆိုရင်အသိနှစ်သိန်းတွေ့တာ哦အသိနှစ်သိန်းတွေ့တာနျူကာဆယ်အိမ်ငွေမှာတော့ရင်ဆိုင်ရမယ့်ပွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်ဟော့စ်ဝါအနေနဲ့တော့လွယ်ကူမယ်လို့တော့မထင်ပါဘူးဘာလို့လဲဆိုရင်အင်းနျူကာဆယ်ကလည်းတော်တော်လေးဥမာအိမ်ငွေတောင်းနဲ့အိမ်ငွေဥမာတော်တော်လေးကောင်းတဲ့အသိဖြစ်တယ်လို့တစ်ဖက်ကတော်တော်ဟော့စ်ဝါတော်တော်ဟော့စ်ဝါကလည်းသူတို့ကလည်းအဝေးကွင်းလိုမျိုးအဝေးကွင်းအိမ်ငွေရွေးမနေဘဲနဲ့ဂိုးသွင်းတေချာတဲ့အသိနှစ်သိန်းဖြစ်တဲ့အတွက်ကြောင့်ဒီ နှစ်သိန်းထိတိုက်တွဲဆုံမှုမှာလည်းတော်တော်လေးဥမာကြည့်လို့ကောင်းမယ်အဲပုံစံတွေဖြစ်လာပြီးတော့ဘလို့ဘယ်သေးရနေနောက်တစ်ဆင့်ကိုတက်သွားမလဲဆိုတာကျွန်တော်တို့ရင်ကုန်စိတ်လုစားကြည့်ရမယ်ပွဲတစ်ပွဲတည်းလည်းဒီထဲမှာပါဝင်နေ အတူတပြေးကတော့ဟိုအာဆင်နယ်နဲ့တော်တန်ဟော့စပါလည်းအသင်းအသင်းထိတ်တိုက်တွေ့ဆုံမဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဘောလုံးခံနေအနေနဲ့ကတော့ဒီပွဲကတော့ဆောက်မြောက်ရှိနေတဲ့ပွဲတစ်ပွဲလို့တော့ကျွန်တော်ကတော့ထင်တယ်။ Okay အဲဆိုလို့ရှိရင်နောက်တစ်သင်းနောက်တစ်သင်းကတော့လီဗာပူးနဲ့ခရစ်စယ်ပယ်လိုက်ဒီပွဲကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုလို့ရှိရင်အခုလာမဲ့ပွဲမှာလည်းခရစ်စယ်ပယ်လိုက်ရဲ့အိမ်ဝင်မှာလီဗာပူးတို့တွားရောက်ရင်ဆိုင်ရမဲ့အတွက်ကြောင့် လွယ်ကူနေမယ်လို့တော့မထင်ဘူးဘာလို့ဆိုလို့ရှင်ခရစ်ဆယ်ပဲလေးရတဲ့နောက်တန်းလေးဥမှာတော်တော်လေးမှ ကောင်းမွန်မွန်ကြောက်ဒီနေ့အတင်းလေးတွေတည်းကနေပြီးတော့ထောင်ထွက်လာတဲ့အတင်းတင်းဖြစ်တဲ့အညီခရစ်ဆယ်ပဲလေးရတော်တော်လေးဥမှာကောင်းမွန်တဲ့အတင်းတင်းဖြစ်ပါတယ်ပြီးလို့ဆိုလို့ရှင်အဒီနေ့ပရီးမီးယားလိဂ်ရာသီမှာကျွန်တော်ပွဲတွေတိုင်းမှာလို့လို့ပြောခဲ့သူပဲခရစ်ဆယ်ပဲလေးနဲ့ဘုံမောင်ကတော်တော်လေးဥမှာအကောင်းမွန်တဲ့အတင်းနှစ်တင်းပြီးပြီးအပြပြလေးမှာတော်တော်လေးဥမှာဟို ခန်းစင်အားကိုမှတော်တော်လေးအားပြုတ်ပြီးတော့ကစားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်အဲလီဗာပူးတို့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်ခွေဆယ်ပဲလေးကိုရင်ဆိုင်တဲ့အခါမှာရှော့တက်ပြီးလို့မရတဲ့အသင်းတသင်းဖြစ်တာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ community ရှီးပွဲမှာတော့အားလည်းဟိုတူးတူးနဲ့အဲတေကြပြီးတော့ပနတီဘတ်တွေပါထိဖြစ်သွားတဲ့အတွက်ကြောင့်အဲဒီပွဲမှာလေကျွန်တော်တို့စောင်းစောင်းမျိုးကြီးရှုတင်တဲ့ပွဲတစ်ပွဲလို့ဖြစ်ပါတယ်။နောက်တစ်ပွဲကတော့မန်စီးတီမန်စီးတီကတော့ဒီအထဲမှာမှာပြင်းပြလေးအသင်းကြီးတွေအထဲမှာမှာတော်တော်လေးမှာ အုပ်စုချောင်းတဲ့အသင်းလိုမျိုးပြောမယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဆွန်စီရဲ့အိမ်ကွင်းမှာတွားရောက်ရင်ဆိုင်ရမယ့်အတွက်ကြောင့်ဘာဖြစ်လို့လဲဆိုရင်ဗျာဆွန်စီကလည်းအဲ့လောက်ထိဟိုသူတို့တက်တာတက်လာတယ်အသင်းသူတို့အဲချန်ပီယံရှစ်တို့လီဝမ်တို့ကအသင်းလေးတွေရင်ဆိုင်ပြီးတော့တက်လာတဲ့အတွက်ကြောင့်ဒီတစ်ခါမှာတော့ဟိုမန်စီးတီးကိုသူတို့ဖျက်ကျော်ပြီးတော့နောက်တစ်ဆင့်တက်ဖို့ဆိုတာတော့တော်တော်လေးဝင်မှာမလွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်ပါဘာဖြစ်လို့ဆိုလို့ရှိရင်မန်စီးယားတီးကတိုက်စစ်ကွင်းလည်း နောက်တန်းတော်တော်လေးမှကောင်းမွန်တဲ့အတင်းတင်းဖြစ်တယ်လို့ဂိုးသမားတို့အသက်ခေါ်ထားတဲ့ဂိုးသမားလည်းတော်တော်လေးမှကောင်းတဲ့ဂိုးသမားဖြစ်တဲ့အတွက်ကြောင့်ဆွမ်းစီအနေနဲ့လွယ်ကူမယ်လွယ်ကူမယ်လို့တော့ကျွန်တော်တော့မထင်ဘူးဒါပေမဲ့ဘောလုံးဆိုတာဗျာဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်အဲကျွန်တော်တို့တစ်ချက်တော့ဒီပွဲတော့စောင့်ကြည့်တင်နေလို့တော့ထင်တယ်အထူးသဖြင့်တော့မန်စီးတီးပြိုင်သက်တွေအနေနဲ့စောင့်ကြည့်မယ်လို့တော့ကျွန်တော်ကထင်တယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပွဲနောက်တစ်ပွဲတော့ဝူးနဲ့ချက်စီဝူးကလည်းအဲကျွန်တော်တို့ထင်ထားတာဗျာအတိမဟို ပြီးမြန်လေးမှာတော်တော်လေးဟိုမှာဟို6ဘွဲကံပြီးသွားတဲ့အချိန်မှာ9ဘွဲကံပြီးသွားတဲ့အချိန်မှာဗျာဟိုတမမမရပဲတဲ့အသင်းတသင်းနေဒဲဖြစ်နေတဲ့အတွက်ကြောင့်ပြီးမြန်လေးမှာသူ့ကိုဒီတဆင့်ကို round 4ကိုကျွန်တော်တို့တက်မယ်လို့တော့ကျွန်တော်ဟိုပွဲကြိုခမန်းချင်းမှာကျွန်တော်မထင်သားပဲဒါမှမဟုတ်လေသူတို့တက်လာတယ်တော်တော်လေးဟိုမှာကောင်းမွန်တဲ့ခြေစွမ်းနဲ့သူတို့တက်လာတဲ့အတွက်ကြောင့်ဒါမှမဟုတ်သူတို့တွေ့ရမှာလဲတစ်ဖက်ကလည်းအဲတော်တော်လေးဟိုနောက်တန်းဟိုမှာအမှားရင်းမရှိ ကျွန်တော်ပွဲဟိုပွဲကြုံမှာပြောခဲ့လို့ပဲချက်စီးတို့အဲလူငယ်တွေနဲ့ထောက်သုံးလာတယ်တော်တော်လေးဥမာသူတို့အဲကောင်းတဲ့1 2ဆိုတဲ့ရလက်နဲ့သူတို့နိုင်လာတယ်ဒီအတွက်ကြောင့်ချက်စီးကလည်းအဝေးကွင်းမှာတွားရောက်ရင်ဆိုင်မဲ့ချိန်မှာ round 4ကနေပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုရင်အဲဝူးနဲ့ရင်ဆိုင်ရမယ့်အချိန်မှာသူတို့တော့ကတော့ကျွန်တော်တို့ဒီပွဲကတော့လွယ်ကူမယ်လို့တော့မထင်နဲ့ ဘာတွက်လဲဆိုလို့ဆိုရင်ဝူကလည်းအဲ့လောက်ထိပြင်းပြလိုက်မှာတိတ်ပြီးတော့ခြေသွမ်းမပြတာရယ်နောက်ပြီးတော့သူတို့တွေ့ခဲ့တဲ့ round 3မှာလည်းဟိုအသင်းငယ်တသင်းဖြစ်တဲ့အတွက်ကြောင့်ဒီခါသူတို့ရဲ့အင်ဝင်ဖြစ်တဲ့တိုင်အောင်ချက်စည်းနဲ့ရင်ဆိုင်ရမယ့်အတွက်ကြောင့်လွယ်ကူနေမယ်လို့တော့မထင်ဘူးဒီတစ်ခါနောက်တစ်ဆင့်ကိုတော့ကျွန်တော်တို့ချက်စည်းပဲတက်သွားမယ်လို့တော့ထင်တယ်โอเคအဲ့ဆိုလို့ဆိုရင်အဲဖူဟန်ဖူဟန်လည်းသူတို့ရဲ့ ဝေခွင်းဆွတ်ဆောင်ရေးအဲ့လောက်ထိတိတ်မကောင်းတဲ့အတွက်ကြောင့်ဒီနှစ်တင်းရတော့ full နဲ့ဝေခွင်းနဲ့ရတော့ပြောဖို့ခက်ပါတယ်ဒီနှစ်တင်းထဲမှာတော့ကျွန်တော်တို့ full hand ကိုအလေးပေးပြီးတော့ full hand မဲ့တက်သွားမယ်လို့တော့ထင်တယ်ညီကိုတွေအနေနဲ့ရောဒီထက်ကအာကာဘွန်ကဲ round of 4မှာဖဲအတင်းတွေရနေတော့နောက်တစ်ဆင့်တက်သွားပြီးတော့မထင်မှတ်ထားသေးတဲ့သည်ဖြစ်သွားမလဲဆိုတာညီကိုလေးနဲ့အနေနဲ့အဲနောက် round of 4လာမဲ့ပွဲလေးတွေကိုစောင့်မျှော်ကြည့်ရှုပြီးတော့ဆက်လက်အားပေးလို့ရပါတယ်။ Okay ဗီဒီယိုလေးရတယ်လောက်ပါပဲ။ကျွန်တော်ရဲ့ YouTube channel လေးကို လိုက်အောင် subscribe လုပ်ပြီးကိုညီပေးသွားလို့ရပါတယ်။ live တရှိပေးတဲ့ညီကိုတယောက်ကြီးဒီနိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်။